နိုင်ငံတကာပညာရေးခွင့်လန်းနေကြအောင်ပြင်ဆင်ပေးနိုင်ပါတယ် Dalwich College ကျောင်းသားကျောင်းသူတွေဟာနိုင်ငံတကာတက္ကသိုလ်တွေမှာဝင်ရောက်ပညာသင်ခွင့်ရတဲ့မှတ်တမ်းတွေများစွာရှိပါတယ် ပဲခူးမြင့်ရည်ကြီးမှုကြောင့်ပဲခူးရှင်ကုန်ကားလမ်းဘေးမှာရှိတဲ့ရွှေနေသာဖုန်ကြီးကျောင်းကိုပြောင်းရွှေ့နေထိုင်နေရတဲ့အိနာစု200ခန့်ဟာပြောင်းရွှေ့နေထိုင်နေတာ၄ရက်ခန့်ရှိလာပြီဖြစ်ပေမဲ့အကွက်ကြီးရရှိခြင်းမရှိသေးဘူးလို့သိရပါဗျ။ပဲခူးမြင့်ဖျားပိုင်းမှာမိုးများတာနဲ့နေ့စဉ်မိုးအဆက်မပြတ်ရွာသွန်းနေရတဲ့ကြောင့်ဇွန်လ20ရက်နေ့ကစတင်ပြီးပဲခူးမြင့်ရည်မြင့်တက်လာကမြို့ပေါ်ရက်ကွက်အချို့ရေကြီးနှမြုပ်မှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်းတာရရက်ကွက်အနေပိုင်းဒေသတွေမှာနေထိုင်တဲ့မိသားစု200ခန့်ဟာရွှေနေသာဖုန်ကြီးကျောင်းကိုပြောင်းရွှေ့နေထိုင်နေရ တာဖြစ်တယ်လို့သိရပါဗျ။အဲ့လိုပြောင်းရွှေ့နေထိုင်နေရတာဟာဇွန်လ26ရက်နေ့အထိဆိုတာက၄ရက်လောက်ရှိလာပြီဖြစ်ပေမဲ့ဘယ်အဖွဲ့အစည်းကမှအကူအညီလာပေးတာမျိုးမရှိသေးဘူးလို့ဘုံကြီးเจ้าမှနားခွန်နေရသူရေဘေးဒုက္ခသည်တို့ကပြောပါဗျ။မလာမကူချူလို့ကျက်တယ်ချက်တယ်ဒါရဲ့ဒီရဲ့ဒီရဲ့ဒါဟုတ်ကြည့်ရရောက်ခွေပါဘာဒီသမီးရရဲ့ပုံပြီးတော့ဘယ်လိုမှဆက်ကြောက်သား ဟုတ်ကဲ့။ဒါကကြီးများနေ။ဟုတ်ကဲ့။ဟုတ်ကဲ့။ပဲကြောပြောတော့ဒါမျိုးရတာတောင်းဖြစ်ပါတော့ပကုံးမြည်ရဲ့စိုးရိမ်ရင်အမှတ်ဟာ180စင်တီမီတာဖြစ်ပြီးဇွန်လ25ရက်နေ့မှာရေအမှတ်180စင်တီမီတာကိုရောက်ရှိခဲ့ပါတယ်ဇွန်လ26ရက်နေ့နံနက်ပိုင်းမှာတော့မြည်ရဲ့ဟာတပိခန့်ကျဆင်းသွားပြီးမဲ့မိုးဆက်လက်ရွာသွန်းနေတာကြောင့်ရေကြီးနှစ်မြုပ်နေတဲ့ရက်ကွက်မှာနေထိုင်တဲ့ပြည်သူတွေအတွက်ရေဘေးဒုက္ခတွေကိုစိုးရိမ်နေရဆဲဖြစ်တယ်လို့သိရပါတယ်